နော်ဖုံးနဲ့လွမ်းပိုင်ရဲ့လူမတီသေးတဲ့တွင်ရေးကိစ္စတွေကိုထုတ်ဖော်ချလာတဲ့ဒေတာပြေဟင်းတရားမိင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးသွားမယ့်ကျောင်းရလေးကတော့လက်တလောအွန်လိုင်းပေါ်မှာလူပြောများနေတဲ့နော်ဖုံးအင်တာနက်လွမ်းပိုင်တို့ရဲ့အတွင်ရေးကိစ္စတွေကိုထုတ်ဖော်ဖွင့်ချလာခဲ့တဲ့ဒေတာပြေဟင်းတရားရဲ့အကြောင်းလေးပဲဖြစ်ပါသေး යි အခုနောက်ပိုင်းမှာပရိသတ်တရားနန်းဆွေရီဆိုနေတာလွမ်းပိုင်ကိုဝေဖန်လာခဲ့ကြပါပြီ နဘောရင်ထားနဲ့လွမ်းပိုင်ရှုပ်ဆက်လန်းတွေဟာအခုခါမှာတစ်ခုပြီးတစ်ခုဘူးပေါ်သလိုပေါ်လာခဲ့ပါရီ။ရခင်ကမိသားမြင့်မြင့်အကြောင်းကိုအွန်လိုင်းမှာဖော်ကောင်လောက်ခါဝေဖန်ခဲ့ဘူးတဲ့ဒိုက်တာပြေဟိတ္တရာကိုတော့ပရိသတ်တွေအားလုံးရင်းနှီးပြီးသားဖြစ်မှာပါနော်။ဒိုက်တာပြေဟိတ္တရာနမေကြီးဒိုက်တာတယောက်ဖြစ်ပေမဲ့မိသားမင်းသမီးတွေကြောင့်အမြဲဖော်ကောင်လောက်ခါထုတ်ပြောလို့ရှိသူလေးဖြစ်ပါရီ။ အခုကမှလည်း online မှာဟောနေတဲ့လွမ်းပိုင်နဲ့မင်းသမီးနော်ဖောအေသာတို့အကြောင်းကိုအထုတ်ဖြေချပြီးတော့ဖော်ထုတ်လာခဲ့ပါရီဒေါက်တာပြင်းဒီဟာလက်ရှိမှာအမေရိကန်မှာနေထိုင်နေပြီးအမှုပညာလုပ်တွေကိုလည်းရှင်းလင်းထားသူဖြစ်ပါရီနော်ဖောနဲ့လွမ်းပိုင်တို့ကိုရင်တီဆိုထားရင်မယုံမယုံမယုံစဉ်းစားပြရစီအောင်ွယ်ဆိုတဲ့မယုံရင်းချမယုံတခြင်းပေါက်ခဲ့တဲ့ Daily Taxi ချီရုပ်ရှင်စကားကြီးမှာဒေါက်တာပြင်းဒီဟာဟာဒေါက်တာလို့ရိုက်ကူးခဲ့တာဖြစ်ပါရီ Daily Taxi အချစ်ရုပ်ရှင်စကားဟာ မင်းသားနေရာမှာလမ်းပိုင်ကို သူကိုယ်တိုင်ရွေးချယ်ခဲ့ကြောင် ပရိုဂျူဆာကမင်းသမီးအနေနဲ့မင်းမြင့်မို့ကိုခေါင်းဆောင်တင်ရိုက်ဖို့ရွေးချယ်ထားပေမဲ့လွမ်းမိုင်ဘက်ကနေမင်းသမီးကိုနော်ဘောအင်တာနဲ့ပြောင်းပေးဖို့တောင်းဆိုခဲ့ကြောင်းဒိုက်တာပြင်းတရားမှာနော်ဘောအင်တာကိုမမြင်ဘူးခဲ့သလိုဟာသာရုပ်ရှင်မင်းသမီးအနေနဲ့တိတ်သဘောမချခဲ့ပေမဲ့လည်းမင်းသားလုံးမဲ့လွမ်းပိုင်ကသဘောကျပြီးနော်ဘောနဲ့သာရိုက်ပေးခဲ့ရကြောင်းတွေထုတ်ပြောလာခဲ့ပါသည်။နော်ဘောအင်တာကိုနုပညာရှင်ပေးရမှာလဲနော်ဘောကလွမ်းပိုင်နဲ့သာညှိဖို့ပြောခဲ့လို့နော်ဘောနုပညာရှင်ဘလောက်ယူခဲ့ကြောင်းတောင်မှမသိခဲ့ရဘူးလို့ပြောပါသည်။စကားရှိုက်ကူရမှာလေမင်းသားတခန်းမင်းသမီးတခန်း န်အခန်းစီစဉ်ပေးခဲ့ပေမယ့်လွမ်းပိုင်ဟာသူခန်းသူမနေပဲနဲ့နော်ဖော်ခန်းမှာသာနှစ်ယောက်ပေါင်းနေပြီးတော့တကရင်နဲ့တူတူနေကြောင်းဆက်ဖွဲ့တွေကပါသူတို့ခန်းတွေရှိုက်ဖို့ခေါ်ခိုင်းရင်မခေါ်ရတဲ့အထိဖြစ်ကြောင်းတွေပါထုတ်ပြောလာပါရီအဲ့ဒီချိန်မှာလွမ်းပိုင်ဟာဘော်ဘီဆော်ဆာနဲ့လည်းမပြတ်သေးပါဘူးတဲ့နော် ီဇယ်လိုင်းရုံတင်တဲ့ချိန်တွေကပြည်သက်တရားရှိမိပြီးတော့ဆဲဆူဝေဖန်ကြလို့ရုပ်ရှင်စကားပုံမှာတောင်မှမင်းသားမင်းသမီးနာမည်မတည့်ရတဲ့အထိပွဲစုခံခဲ့ရကြောင်းထုတ်ပြောလာပါရီ။နောက်ပိုင်းမှာနော်ဖော့ရီထားဟာကိုထက်လိုခေါ်ကြတဲ့ဟေပလေးရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ထက်ခိုင်ဝင်းနဲ့တွဲခဲ့တာကြောင့်လွမ်းပိုင်ကသူနဲ့ရှိုင်းမဲ့ဟေပလေးစကားကိုပါညင်းပြီးတော့ပြန်ဖက်ထုတ်လို့ရင်းနဲ့ရုပ်ရှင်ရိုက်ခဲ့ကြောင်းဒီလိုလို့ရတာကလည်းနော်ဖော့ကိုလူသွားတဲ့ထက်ခိုင်ဝင်းကိုဖဲ့ကျင်လို့ဖြစ်ကြောင်းညီပါပြောပြလာပါရီ။ လွမ်းပိုင်ဟာဘလို့ပဲအစိုးရအနေနဲ့တော်တော်မင်းသားနေရာမှာအောင်မြင်နေလေပဲရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ခရိုနီတထေတာအကယ်ဒမီထက်ခိုင်ဝင်းကိုတော့ ရှင်းလို့မရပါဘူးဆိုရင်သူ့ရဲ့အမြင်ကိုပါဒေါက်တာပြင်းဒီဟာကထုတ်ပြောလာပါရီမိမိကိုယ်တိုင်ဆွဲခေါ်ပေးခဲ့တဲ့နော်ဖောအီထားကအခုချိန်မိမိထက်သားတဲ့သူကိုရွေးချယ်ခဲ့တာကြောင့်ခင်မင်းနေတဲ့လွမ်းပိုင်နေရာကိုလည်းနားလေကြောင်ပြောသွားခဲ့ပါရီပရိသတ်ကြီးတို့ရောဒေါက်တာပြင်းဒီဟာပြောသွားတဲ့ကိစ္စပေါ်မှာမင်းသမီးနော်ဖောအီထားနဲ့လွမ်းပိုင်တို့ကိုဘယ်လိုမြင်လဲရှင်သူတို့ကိုမှန်နေကောထင်မိလားကွန်မန့်လေးထဲမှာရေးခဲ့ပေးပါဦးနော်အစုံဒီနားထောင်ပေးခဲ့ကြလို့လေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်